project အလုံးမဲမင်္ဂလာပါရှင်မင်္ဂလာခေတ္တမှာပြန်လည်ကြိုဆိုလိုက်ပါရှင် project အတွက်ကုလကောက်တင်ဆက်ပေးမယ်တရင်ချောင်းလည်းကတော့မြမပီသူတွေအတွက်တကယ့်ကိုအကောင်ဖက်ကိုဥတီလာတော့မဲ့ဟော်ကင်းနေပဲဖြစ်ပါရှင်မြမပီသူတွေဟာပီတုအစိုးရလက်ထက်ကကိုဗစ်ကဆိုးကြီးကိုကြုံတွေ့ရခဲ့တဲ့ဆိုပေမဲ့ဥဆောင်တို့အစိုးရကောင်းမွန်မှုကြောင့်အထိမနာခဲ့တီတာမကထောက်ပံ့ခြင်းများပင်ရရှိပြီးလက်စင်မီပင်ပုံမှန်အတိုင်းရရှိခဲ့ဖြစ်ပါရှင် ကိုဗစ်ကာလအခက်အခဲဖြစ်ရှိနေစင်မှာပဲအမျိုးမြင်နဲ့ပါစွာအနာထိန်ချင်းခံခံရရတာဖြစ်ပါတယ်။အတင်းနောက်ပိုင်းကလေးကမြန်မာပြည်သူများဟာယနေ့ထိတိုင်းကပ်ပေးဆိုမျိုးဆုံကြုံတွေ့နေရဖြစ်ပါတယ်။ဒါပေမဲ့ရက်ခုတစ်ခါမှာတော့နမဲချင်းစင်ရတော့ကတော့ဒီကပ်ပေးဆိုကြီးကိုလွတ်မြောက်ဖို့အချိန်ကြာရောက်ပြီလို့ပြောကြားလိုက်ပြီလို့သိရပါတယ်။စကားအောင်ပြုတ်ကြပြီးမင်းပြောင်းမင်းလွဲဖြစ်မယ်ဆိုပြီးဟော့ကင်းထုတ်လိုက်ပြီးလို့ဆိုထားဖြစ်ပါတယ်။ အဲ့ဒီအတိတ်နာမည်တွေကတော့စက်ကောင်းစီအမျက်တနိုးမွေးမြူထိမ့်သိမ်းထားတဲ့စင်ဖြူရိုတည်ဆုပ်ခြင်းနာမည်ဖြစ်ပါတယ်။တကယ်တမ်းကျရင်တော့စင်ဖြူရိုရဲ့အသက်တန်ဟာလူသက်တန်ချက်ပိုရှိတယ်လို့သိရပါတယ်။တို့ပေမဲ့လည်းစက္ကဆောင်ပြုတ်ကြမဲ့ဂိန်းဒီလာတော့အခုလိုတည်ဆုံတာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်နမိတ်ကတော့ငလေလုတ်တဲ့နမိတ်ပဲဖြစ်ပါတယ်။မင်းပြောင်းမင်းလွဲဖြစ်ခါနေတိုင်းငလေဟာအချက်ပေးတယ်လို့ရှင်ပညာရှိကိုယ်တိုင်ကလည်းဟောကြားထားဖြစ်ပါတယ်။ စကောက်ဆောင်ရဲ့ရုရှားကစ်စင်အတွင်းနဲ့ငနေလုတ်ခတ်တလို့ယခုတခါမှဆိုရင်လည်းရုရှားကစ်စင်နဲ့ပြန်ရောက်လာတဲ့အချိန်မှာငနေလုတ်ခတ်မှုကြောင့်စကောက်ဆောင်ပြုတ်ချဖို့နောက်ဆုံးအချိန်သတိပေးခေါလုံးတန်လို့ဆရာတော်မိန့်ချလိုက်ပြီလို့ဆိုချပြပါတယ်။ဗီဒီယိုရတရားများနဲ့အန်ဒီယက်ကလွတ်အောင်မဆွန်းဆောင်နိုင်တော့ပဲပြည်သူများအနေနဲ့အစိုးရတဲ့မဲအစ်စ်လက်ထက်မှာပြန်လည်ပြီးပျော်ရွှင်မှုတွေအဆင်ပြေမှုတွေဖြစ်လာမယ်လို့ဆရာတော်ကဟောကိန်းထုတ်လိုက်ပြီလို့သိရှိရပါတယ်။